အဲ့တော့ပရိသတ်သမုပ္ပါဒ်လေးကိုရှင်းရှင်းလေးအရာစကားနဲ့ပြောကြည့်အောင်အရာစကားနဲ့ပြောကြည့်လိုက်ဒုဒ္ဒတွေဟာလုတ်တင်နာနဲ့မလုတ်တင်နာမသိဘူးဟုတ်ပြီဒါဆားလိုက်တယ်ဒါလုတ်တင်သလားဒါမလုတ်တင်ဘူးလားမသိဘူးမသိတော့ပါလို့လေမလုတ်တင်နာကိုလုတ်တင်တယ်လို့ထင်တယ်လုတ်တင်နာမလုတ်တင်ထင်တယ်ထင်ပြီးတော့လုတ်တယ်ရမ်းလုတ်တယ်မသိတာကအဝိစာလုတ်ထာကသင်္ခါရတယ် ရလိုက်တဲ့ရလတ်ကြတော့ကောင်းကျိုးဆိုကျသင်္ခါရပိစယဝိညာဏဆိုတဲ့ဘဝအစတစ်ခုရဝိညာဉ်ပါလာလို့ဝိညာဉ်ပရိသေစိတ်ကလေးစလိုက်တာနဲ့တပြိုင်နဲ့သူနဲ့တွဲဖက်လာတဲ့ရုပ်တွေနန်းနေပါလာတယ်ဝိညာဏပိစယနာမရူပံနန်းနေရုပ်တွေဖြစ်လာနန်းနေရုပ်တွေဖြစ်တဲ့အခါကျတော့ဘာတွေပါလာတော့ဆိုမျက်စိပါလာတယ်နားပါလာတယ်နှာခေါင်းပါလာတယ်ရှားပါလာတယ်ကိုယ်ကာယပါလာတယ်အသိစိတ်ပါလာ နန်းနေရုပ်ထဲမှာဓာရီပါအကယ်၍ဓာရီမပါဘူးဆိုရင်တစ်တုံးကြီးလိုနေမှာပဲဘလိုလို့ဆက်တဲ့နော်လူတွေမှာမျက်စိပါလို့ပြင်မဲ့ကအာယုန်တွေကိုမြင်ကြတယ်နားပါလို့အတန်နဲ့ဆက်သွယ်တယ်နှာခေါင်းပါလို့အနံ့နဲ့ဆက်သွယ်တယ်လျှက်ပါလို့အရသာနဲ့ဆက်သွယ်တယ်ကိုယ်ကာယပါသည့်အတွက်ကြောင့်ဖုတ်တပ်ပါယုံဆိုတဲ့အထီးတွေ့အာယုန်တွေနဲ့ဆက်သွယ်စိတ်ပါသည့်အတွက်ကြောင့်ကြံတွေးအာယုန်တွေနဲ့ဆက်သွယ်တယ်ဆိုတော့အဲ့ဒီဆက်သွယ်မှုတွေ ဒါကိုပြောတာနာမရူပပစ္စယသလာရဏအဲ့ဒါတွေပါလာလို့သလာရဏပစ္စယဖတ်တော့ထိတွေ့မှုတွေပေါ်လာပေါ်လာတဲ့အခါဘာဖြစ်တော့ဆိုဖတ်တာပစ္စယဝေဒနာစိတ်ခံစားမှုတွေပေါ်လာတယ်ဘဝဆိုတာအဲ့ဒါပဲဘဝဆိုတာအဲ့ဒါလူဘဝဆိုတာစဉ်းစားကြည့်လိုက်တို့ရထားတဲ့ဘဝဟာအတိတ်ဘဝတော့ကအမှန်မသိလို့လုံးမိလို့ရလုံးလိုက်တယ် ကံခုခေတ်စကားနဲ့ပြောမယ်ဆိုရင်ကံကောင်းလို့လူဖြစ်လာတယ်ပေါ့ကောင်းတာလုံးပြီးတော့ကောင်းတဲ့သင်္ခါရကြောင့်လူဘဝဆိုဝိညာဉ်မကောင်းတာလုံးပြီးလို့ရှိရင်တရိစ္ဆာန်ဘဝရောက်တော့အောင်အပင်ငယ်ရောက်တော့အောင်မှာပဲဒီနေရာမှာအဲ့တော့ကံကောင်းတယ်လို့ပြောကြပြန်တယ်အဲ့ပါကောင်းတဲ့ကုသကံရဲ့အကျိုးကြောင့်ဝိညာဉ်နံယုတ်သလရဏဖတ်တာဝေရဏဆိုဒီခံစားချက်တွေဘဝဆိုတာအဲ့ဒါအဲ့ဒီ ဘဝရဲ့အတွေ့အကြုံလေးတွေပေါ်မှာလူရဲပါဖြစ်တယ်။ตายရလာကြပြန်။เนาะตายရလာကြ။အကြမကြခင်နေဝိယကြတော့ Happy New Year နဲ့ဩကြဩမှာပေါ့။ဘာကြောင့်လို့ဆိုရင်ပြောချင်တာပြောချင်တာလေ။အဲ့ဒါဝေဒနာပဲ။ပြောချင်တာကိုကြိုက်တယ်။ပြောချင်တာကိုကြိုက်တယ်။အဲ့ဒါဘာလို့ဝေဒနာကိုကြိုက်နေလဲ။ဝေဒနာကြိုက်တော့ဘာဖြစ်လဲ။ဝေဒနာပစ္စယတဏှာဖြစ်တာပေါ့။ လွချင်းလာတယ်လွချင်းတော့ဆွဲလန်းလာတယ်တဏှာပိစရာဥပါဒါအဲ့ဒါကြတော့ကိလေသာဖြစ်သွားနော်ဝိညာဉ်နိုင်ရသလိုက်ရဏဖတ်တာဝေဒနာထိအောင်ကံတခုကပေးလိုက်တဲ့အကျိုးရလတ်တွေသာဖြစ်တယ်အဲ့ဒီကနေပြီးတော့ဥပါဒံတဏှာဥပါဒံကြတော့ကိလေသာစိတ်ကိုပူပန်စေရတဲ့စိတ်ကိုညှဉ်းနှွမ်းစေရတဲ့ ဒီအကျိုးဒီဟာတွေကိုဖန်တီးပေးနေတဲ့တဘာဝတရားတွေကိုယ့်ရဲ့ထဲမှာဖြစ်လာအဲ့ဖြစ်လာတာဟာသူရင်ရတလားလို့ဆိုမရဘူးဥပါရဏပစ္စယဘောဆိုပြီးကံနေပြန်ဖြစ်ပြန်တယ်သူလိုချင်နေဆွဲလန်းနေရအောင်လုပ်တယ်လိုချင်တာကတဏဆွဲလန်းတာကဥပါရဏရအောင်လုပ်တာကြတော့ကမ္မဘောဟာ ဒါဖြင့်ကမ္မဘဝလို့တော့ဘာဖြစ်လဲရအောင်လို့တော့ရပြဏဘောဘာရတော့ဆိုဘောဝပစ္စယသတိအဲ့ဇာတိရပြန်တဲ့အခါကျတော့ဒီကံရဲ့အကျိုးပေးနေပုံကိုကြည့်ဘဝရလာတဲ့အခါဇာတိဖြစ်လိုက်တာနဲ့တပြိုင်နက်နောက်ကဘယ်သူတွေလိုက်တာတုံးဆိုစရာနဲ့မရဏပဲအိုခြင်းနဲ့သိခြင်းပဲဒီကြားထဲမှာဖြတ်ပြီးဝင်လာတာဘယ်သူတုံးဆိုရင်ဖြာတိဆိုတဲ့ယောဂဝေဒနာတွေပဲအဲ့တော့ စရမရဏဒီကြားထဲမှာတိပ္ပိဟာရီမရှိဘူးလားဆို ရှိတယ်ဘာတွေတော့ဆိုရင်တောကတဲ့ကိုရထားတဲ့အခွင့်အရေးလေးတွေဆုံးရှုံးသွားမှာတော့မထိတ်နိုင်ရင်ပရိဒီဝငိုရပြန်တယ်ကိုဆင်းရဲမှုတွေနဲ့ကြုံတယ်စိတ်ဆင်းရဲမှုတွေနဲ့ကြုံရတယ်နောက်ဆုံးမှာစိတ်ပင်ပန်းလွန်းတဲ့ဒေါသဆိုတဲ့စိတ်ပင်ပန်းမှုတွေနဲ့ကြုံရတာဥပယတာ ကတွဲကြည့်လိုက်မယ်ဆိုရင်ဇာတိရဲ့နောက်ကဆက်လာတဲ့အရာတွေဟာဘာတွေတုံးဆိုမြတ်စွာဘုရားအေဝမေတ္တာကေဝလတဒုက္ခခန္ဓာမင်းတို့ရတာဒုက္ခသက်သက်တည်းချီပဲဒါကိုကံကောင်းအောင်လုပ်နေကြမလားဒီပရိသတ်သဘောဘက်ကိုပဲဆင်ញင်ကြည့်လိုက်ဆင်ញင်ကြည့်လိုက်လို့ရှိရင်ကံကိလေသာတဏှာဘဝတဏှာဆိုတာထင်ရှားတယ် အဲ့ဒီတိုင်းတွန်းနေမယ်ဆိုလို့ရှိရင်ကိလေသာနဲ့ကံနဲ့ပေါင်းဆက်ပြီးတော့အကောင်အဆိုးနှမျိုးကိုဖန်တီးနေမယ်ဖန်တီးနေလို့ရှိရင်ရလာတဲ့ယတ္တသီပါတော့စရာမရဏတောကပရိဒီဝဒုက္ခဒေါမနတဥပယတဒုက္ခအဆုဝေးကြီးတခုပဲရတယ်လို့မြတ်စွာဘုရားအတိလင်ဟောတာဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ငါတို့ရထားတာကွက်ထင်းတယ်လေအလူဝါရထားတာသိမြတ်တာပဲ ကံကောင်းလိုက်တာလို့ထင်တော့မယ်လေဟိုတစ်ခါကပြောမယ်ဆိုရင်ကံမကောင်းဘူးလားလို့ဆိုရင်ကောင်းတယ်လို့တော့ပြောစရာရှိပါတယ်ဘာလို့ဆိုရင်ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရရင်ကံကောင်းတယ်လို့ပြောကောင်းတဲ့အလုပ်တွေလုပ်လို့ရကောင်းလို့ပါရမီကုသိုလ်တွေလုပ်လို့ရတယ်ဒီဘက်ကရှုတော်ကခြင်းအကောင်းသို့တော့ကိုရလိုက်တဲ့ပစ္စည်းတစ်ခုရဲ့ရလက်ရဲ့အဆုံးသက်ကိုကြည့်လိုက်ကိုရထားတဲ့အကြီးကတဖြည်းဖြည်းအိုးလာမယ်တဖြည်းဖြည်းနာမယ်နောက်ဆုံးမှာ သိဆုံးသွားမယ်ဒီကြားထဲမှာမကြည်မနှက်တွေတောကတွေဆွေးရင်ရမယ်နော်ပရိဒီဝါတွေဖြစ်ရမယ်ကိုဆင်းရဲခြင်းခံရမယ်စိတ်ဆင်းရဲခြင်းတွေခံရမယ်စိတ်ပင်မမှုတွေနဲ့ကြုံရမယ်ဆိုဒီထဲမှာအကောင်းကရှာဖို့ရတော်တော်ခက်သွားတယ်